မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါအကိုဟုတ်ကဲ့မင်္ဂလာပါညီမအဆောက်အအုံတစ်ခုရဲ့ငလျင်ဂျန်ခန်နိုင်မို့ဒီဇိုင်းမှာ equivalent lateral force procedure မြင်ရတော့ဘေးတိုက်အားလုံထုံးလုံးနီးပုံမှန်3.48ကိုအတုံးဖြူတာတွေ့ရပါတယ်။အဲ့ဒီမှာအဓိကအချက်ဖြစ်တဲ့ seismic base shear vigo ဘလို့ဆုံးဖြတ်ရတယ်လဲဆိုတာအရင်ဆုံးရှင်းပြပေးလို့ရမလားရှင်။အဲ့ဒီ seismic base shear vigo ဥတီယာတခုချင်းစီအတွက်ညီမြချင်း3.48ဖြစ်တဲ့ BV equal to CSW ဆိုတဲ့ပုံသဏ္ဍာန်နဲ့တွက်ချက်ရပါတယ်။ တည်ငြိမ်များခြင်းမှာပါတဲ့ CS နဲ့ W ကဘာတွေကိုကိုစားပြုတယ်လဲဆိုတာလဲဆက်ရှင်ပြပြီးဖောင်းအောင်ကိုဟုတ်ကဲ့ W ကတော့ပုံမှန်3.4.7.2အရတွက်ချက်ထားတဲ့အဆောက်အဦရဲ့ထိရောက်သောမြေငလင်းအလေချင်း effective 6 minute wait ပြီး CS ကတော့အတိတ်ကကြားတဲ့မြေငလင်းတွန့်ပြန်မှုဂိမ်းတွေ6 minute response coefficient ပေါ့ဒါဆိုရင်အဲ့ဒီ CS ကိုဘယ်လိုတွက်ထုတ်ရတာလဲကို CS ကိုညီမြချင်း3.4.20အတိုင်းဆုံးဖြတ်ရပါတယ်။ဒီညီမြချင်းမှာပါဝင်တဲ့ SDS ဆိုတာပုံမှန်3.4.1.4.4အရတဲ့ကာလာတိုအပိုင်းအခြားရှိဒီဇိုင်းရောင်စဉ်တုံ့ပြန်မှုအရှင်မြင့်ကန့်တတ်ချက်ခဲ့တယ်။ R ကတော့အဆောက်အဦရဲ့ငလင်းတန်ခံစနစ်အမျိုးအစားပေါ်မူတည်ပြီးဇယား3.4.11ကနေယူရမယ်။တုံ့ပြန်မှုပြင်ဆင်ကိန်းရှင် response modification factor ပါ နောက်ဆုံးအိုင်ကတော့ပမ3.4.1.51 အရသတ်မှတ်ထားရဲ့အစအဦးရဲ့အရေးပါမှုအလိုက်သတ်မှတ်ရတဲ့ occupancy importance factor ဖြစ်တယ်ညီမအကိုမြင်းကလေးဝန်အားအတွက်ချက်မှုမှာအဓိကကျတဲ့ seismic response coefficient CS ကိုညီမချင်း3.4.20အရတွဲရတယ်လို့တွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီမှာ CS တံပိုးအတွက်အများဆုံးကန့်သက်ချက်တွေကိုအဆောက်အုံရ period တီပေါ်မူတည်ပြီးတီးတန့်ဖော်ပြထားတာတွေ့ရတယ် ဒီကန့်သက်ချက်တွေကဘလို့အလုပ်လုပ်တလဲဆိုတာအသေးစိတ်ရှင်းပြပေးပါအောင်အကို DCS တန်ဖိုးကအဆောက်အုံရဲ့တဘာဝတုံခနှုံညီမချင်း3.4.8.2မှာဆုံးဖြတ်တဲ့အတိုင်းတုံးရမယ်အဆောက်အုံရဲ့ fundamental period D နဲ့မြေအမျိုးအစားနဲ့စိုင်နဲ့ကာလရှည်ကူးပြောင်းရေးကာလညီမချင်း3.4.1.4.5မှာဆုံးဖြတ်တဲ့အတိုင်းတုံးရမယ်မြေအမျိုးအစားနဲ့စိုင်နဲ့ကာလရှည်ကူးပြောင်းရေးကာလ TL ပေါ်မှာမူတည်တယ်ရှင်းရှင်းပြောရရင်အဆောက်အုံရဲ့ D က TL ထက်နည်းညီသေးရင်ဒါမှမဟုတ်ညီရင်း CS ရဲ့အများဆုံးတန်ဖိုးကိုညီမြချင်း3.4.21နဲ့ကန့်တတ်ထားတယ်။တကယ်လို့အဆောက်အအုံကအញ្ញမ်းပြော့သည်တီက TL ထက်ပိုရှည်သွားခရင်တော့ CS ရဲ့အများဆုံးတန်ဖိုးကိုညီမြချင်း3.4.22နဲ့တွတ်ချဲရမယ်။ဒီ T နဲ့ TL တန်ဖိုးနဲ့ကတော့ပုံမှန်3.4.8.2နဲ့3.4.1.4.5မှာဆုံးဖြတ်တဲ့အတိုင်းအတိအကျသုံးရမယ်ညီမ။ ဒါကအများဆုံးမကြော်ရမဲ့တန်ဖိုးတွေပေါ့နော် CS အထက်အ ਨੇ ဆုံးရှိရမဲ့တန်ဖိုး lower limit ကိုတတ်မှတ်ထားသေးလားရှင်ဟုတ်ကဲ့ရှိပါတယ် engineer တွေက CS ကိုတွေ့ချက်ပြီးတဲ့အခါအဲ့ဒီတန်ဖိုးဟာဘယ်လောက်ပဲနည်းနည်းညှိမြချင်း3ပင်း3ပင်းနှုတ်ဆုံးလာမှာပါတဲ့အ ਨੇ ဆုံးတန်ဖိုးထက် မငယ်တော့အောင်ပြီးကြစစ်ဆေးရမယ် SDS ကတော့ပုံမှန်3ပင်း4ပင်း5ပင်း6ပင်းကရတဲ့ဒီဇိုင်းရောင်စဉ်တုံ့ပြန်မှု အရှင်မြင့်ကန့်တချက်ပေါ့ပြီးတော့ဘလို့အခြေအနေမှာပဲဖြစ်ဖြစ် CS ကသစည်းကုန်သစည်းကုန်မှာတော့ထက်တော့အမြဲများနေရမယ်ဒါဆို S1 တန်ဖို့ 0.6G နဲ့အထက်ရှိတဲ့လေယာဉ်တွေအတွက်နောက်ထပ်အနည်းဆုံးကန့်တချက်တစ်ခုရှိသေးတယ်လို့တွေ့ရတယ်ရှင်အဲ့ဒါသာတော့ဘာကိုဆိုလိုတာလဲအခုဒါကအလွန်အရေးကြီးတဲ့အချက်ပဲမင်းကလင်းအနေနဲ့မြင်မာတဲ့နေရာတွေ S1 တန်ဖို့ Map Spectral Acceleration က 0.6G နဲ့အထက်ရှိနေတဲ့နေရာတွေမှာတိဆောက်တဲ့အဆောက်အုံတွေအတွက်အပေါ်မှာပြောခဲ့တဲ့အ ਨੇ ဆုံးသတ်မှတ်ချက်အပြင်နောက်ထပ်စစ်ဆေးမှုတစ်ခုထပ်လုပ်ရမယ်။အဲ့လာကတော့ CS တန်ဖိုးဟာညီမြချင်း3.4.4နဲ့တွတ်ထုတ်ထားတဲ့တန်ဖိုးတဲ့လုံးဝမနေရဘူးဆိုတာပဲ။ဒါကငရင်းလင်းပင်းတဲ့နေရာတွေမှာအဆောက်အုံကအ ਨੇ ဆုံးခံနိုင်ဝန်အောက်တစ်ခုရှိနေအောင်တေချာစေချင်လို့ထပ်ပြီးကန့်တတ်လိုက်တာပဲညီမ။ seismic base shear v ကမြေသားအခြေအနေကိုထက်ထွက်ထားပေမဲ့အစောဦးနဲ့မြေသားရဲ့အပြန်အလှန်တက်ရောက်မှု swine structure interaction ကြောင့်ဝန်အားကိုရှော့ချလို့ရငင်သေးလားရှင်ပုံမှန်3.4.8.1.2မှာအဲ့ဒီအကြောင်းတွေ့လိုက်လို့ပါဟုတ်ကဲ့ short chart ကိုပြထားတယ်ညီမဒါပေမဲ့အဲ့ဒီလိုမြေသားအဆောက်အဦးအပြန်အလှန်တက်ရောက်မှု short chart ခြင်း swine structure interaction reduction ကိုလုပ်ချင်တဲ့ဆိုရင်တော့ကိုယ်တဘောနဲ့ကိုလုံးလုံးမရပါဘူး ASCE 705ပမာကွယ်စကူမှာပါတဲ့လုံထုံးလုံနေရဒါမှမဟုတ်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကအတီးပြုထားတဲ့တခြားရေပြုလက်ခံထားတဲ့လုံထုံးလုံနေတွေကိုအတိအကျအသုံးပြုပြီးဆုံးဖတ်မှတာခွင့်ပြုပါတယ်။ CS ကိုတွေ့ချက်တဲ့အခါ SS တံပိုးကိုကန့်သက်ထားတာလေးတွေ့ပါတယ်ကိုအဲ့ဒါကဘလို့အဆောက်အဦအမျိုးအစားတွေအတွက်အကျုံးဝင်တယ်လဲရှင်။ဒါကအဆောက်အဦအသေးစားလေးတွေအတွက်ချွင်းချက်ပေးထားတာပါ။အဓိကအားဖြင့်အချက်၃ချက်လုံးနဲ့ကိုက်ညီဖို့လိုတယ်ညီမ။၁အဆောက်အဦကပုံမှန်ဖြစ်ရမယ်။၂ အထက်၅ထပ်ဒါမှမဟုတ်အဒီထပ်နှိမ့်ရမယ်။၃အဆောက်အဦညာ period တီက0.5 second ဒါမှမဟုတ်အိတ်ထပ်နှိမ့်ရမယ်။အဲ့ဒီအချက်၃ချက်လုံးနဲ့ကိုက်ညိပြီဆိုရင်တော့ CS ကိုတွက်ချက်တဲ့ကတကယ်တမ်း SS တန်ဖိုးဘလောက်ပဲကြီးနေပါပဲ။ SS တန်ဖိုးကိုအများဆုံး1.5ပဲတုံးပြီးတွက်ချက်ခွင့်ပြုထားပါတယ်။နလီယင်ဝန်အားတွက်ချက်မှုတွေမှာအဆောက်အဦရဲ့ fundamental period တီကတိတ်အေးကြီးတာတွေ့ရပါတယ်။ ပမာ3.4.8.2မှာဒီတီကိုတက်မှတ်ဖို့ဘလို့နီးလန်းတွေတွန်းရတယ်လဲဆိုတာရှင်းပြပေးပါဦးကိုဒီတီကိုတက်မှတ်ဖို့အတွက်အဓိကနီးလန်းကတော့စဉ်းစားနေတဲ့ဥဒိယာမှာရှိတဲ့ငလျင်တန်ခဏင်ရဲ့အစိတ်အပိုင်းတွေရဲ့ဖွဲ့စည်းပုံဆိုင်ရာဂုံတ္တိတွေနဲ့ပုံပြနိုင်တဲ့ဝိတေတာလက္ခဏာတွေကိုအသုံးပြုပြီးတင့်လျော်စွာအတည်ပြုထားတဲ့ခွဲချမ်းစိတ်ဖြာမှုတစ်ခုနဲ့တက်မှတ်ရမှာဖြစ်ပါတယ် ဒါဆို analysis လုပ်ပြီးတက်ချုပ်လိုက်တဲ့တီတန်ဘိုကိုဒီတိုင်းပဲယူသုံးလိုက်ရုံပဲလားရှင်သူတက်ကန်တက်ချက်တစ်ခုခုရရှိသေးလားကောင်းလဲမေးဖို့မယ့်ညမတွက်လို့ရလာတဲ့တီကိုဒီတိုင်းသုံးလို့မရသေးဘူးသူ့မှာအများဆုံးကန်တက်ချက်တစ်ခုရှိတယ်ကုတ်အယအဲ့ဒီတီတန်ဘိုဟာမြန်လက်တစ်ခုထပ်မကျော်လွန်ရဘူးလို့ဆိုထားတယ်အဲ့ဒါကတော့ဇယား3.4.13မှာပါတဲ့ CU နဲ့ပုံမှန်3.4.8.2အရတွက်ထားတဲ့ ခမန်းကြီးအခြေခံကာလ TA လို့ရညှောက်လပ်ပါပဲဒါဆိုမဖြစ်မနေ analysis အသေးစိတ်လုပ်ရမှာလားရှင်တကယ်လို့ analysis မလုပ်ချင်ရော တခြားရွေးချယ်စရာနီလန်းမရှိဘူးလားရှင်ရှိတယ်ညီမကုတ်ကပိုလွယ်တဲ့နီလန်းကိုလည်းခွင့်ပြုထားတယ်အခြေခံကာလ TA ကိုဆုံးဖြတ်ဖို့အဲ့လိုခွေးချမ်းစိတ်ဖြံမှုမလုပ်ချင်ဘူးဆိုရင် ပုံမှန်3.4.8.2အရာတတ်ထားတဲ့ခမန်းကြီးအဆောက်အုံကာလ TA ကိုပဲ TA အဖွဲ့တက်ရအတုံးကျွခွင့်ပေးထားပါတယ် ကူးလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြိတ်ကအကိုတော့ရောအစီအစဉ်ကိုကြီးစုနားထောင်ပေးကြရတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာလဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခုမှလည်း MNBC 2025အပိုင်း3ရဲ့အခန်းကွက်3.4ရဲ့ကြံရှိသောစိတ်ဝင်စားခွင့်အကြောင်းအရာတွေနဲ့တင်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။